တာစီတပြေဝ230 kV ဓာတ်အားလိုင်းချုပ်ရင်မှုကြောင့်ဒီဇင်ဘာလ24ရက်နေ့ညနေ6နာရီဝန်းကျင်မှာစပြီးတနင်္ဂနွေလုံးမှာလျှက်စစ်တပ်အားပြတ်တောက်မှုတွေဖြစ်ပွားနေတယ်လို့ရန်ကုန်မြို့တော်လျှက်စစ်တပ်အားပေးရေးအဖွဲ့မှသိရပါဗျ။မိပြရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးရန်ကုန်မြို့တော်လျှက်စစ်တပ်အားပေးရေးအဖွဲ့ကတာဝန်ရှိသူတို့ကအခုလိုပြောပါဗျ။ဒါအစ်စ်က စားအပြတ်သွားတဲ့တကြောင်ကျွန်တော်တို့ရန်ကုန်ဘက်ကိုမိမိရောက်လေမိမိရောက်တဲ့ကြောင်ကြီးပြတ်သွားတာပေါ့အဲ့ဒီလမ်းပြတ်သွားတဲ့တကြောင်ဒါလိုင်းသူ့ကချိတ်ခဲ့တာလဲဆက်ယူနေတာအကုန်လုံးဒါလိုင်းတွေဒေါ်တိမတော့ခုနှစ်ချိတ်ပြတ်သွားတာပေါ့အဲ့ဒီလိုင်းတော့မပြင်းဘူးအဲ့ဒါဆယ်ပြီးတော့စင်နာကုန်လုံးပြတ်ပြီးတယ်သူဒီကရန်ကုန်ကုန်ရပါပြီအဲ့အတိကျတော့ပါပဲအဲ့ဒီလိုင်းဆန်တာပါလေမအတိကျတော့ပါပဲတရားကြည့်တဲ့နယ်သူအရောက်ရောက်ရောက်သွားမှာပေါ့ရခိုင်ကတော်တော်လေးပြင်ကြလေးမှရောက်မှာပေါ့မှန်တယ်အဲ့ဒါအဲ့ဒီအတိကျတာလဲသူပြင်ကြလို့ပြီးသွားလို့ရင်ကုန်ရှင်ကူးကြယူမလို့ဒါအားလိုင်းချုပ်ရင်းတဲ့အကြောင်းရင်းကိုစစ်ဆေးနေစေဖြစ်ပြီး လျှက်စစ်မီပြန်လည်ပေးနိုင်မယ့်အချိန်အတိအကျကိုမသိရှိသေးပေမဲ့လည်းတခြားဓာတ်အားလိုက်မှတစ်ဆင့်ပြန်လည်ချိတ်ဆက်ကရန်ကုန်နဲ့တခြားပြည်နယ်တွေတိုင်းဒေသကြီးတို့ကိုပေးနေတာဖြစ်ပါတယ်။တာစီတပြေဝ 230kV ဓာတ်အားလိုက်ခြုံရင်းတဲ့နေရာကိုသိရှိပါကပြန်လည်ပြုပြင်ချိတ်ဆက်ကပုံမှန်အတိုင်းလျှက်စစ်ဓာတ်အားဖြန့်ဖြူးသွားမှာဖြစ်ပါတယ်။လက်ရှိမှာတော့ရန်ကုန်မြို့မှာည9:00နာရီဝန်းကျင်မှာလျှက်စစ်မီပြန်လာတာကိုတွေ့ရပြီး7မိနစ်ခန့်အကြာမှာပြတ်တော့တော့က9:00နာရီမှာပုံမှန်ပြန်လာတာကိုတွေ့ရပါတယ်။